စစ်ဘေးဒုက္ခတွေကြုံနေရတဲ့မြန်မာပြည်ကပြည်သူတွေကိုနိုင်ငံတကာကမေ့မထားကြဘူးနဲ့ပြစ်မထားကြဘူးပုံရဟန်းမင်းကြီးလီယိုကတိုက်တွန်းမိန့်ကြားလိုက်ပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစိန့်ပီတာရင်မြန်မာပြုလုပ်တဲ့အပတ်စဉ်ဆုတောင်းပွဲမှာပုံရဟန်းမင်းကြီးလီယိုကအခုလိုမိန့်ကြားမြတ်တာရက်ခံခဲ့တာဖြစ်ပါတယ်။နိုင်ငံတကာအတိုင်ဝန်အနေနဲ့ပြည်တွင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကြောင့်ဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုမေ့မထားကြဘူး အကူအညီတွေပေးကြဖို့နဲ့ဆူတောင်းပေးကြဖို့ပိုယဟန်မင်းကြီးလီယိုကဝိပုဆူတောင်းပွဲတက်ရောက်လာသူဖျားဘူးထောင်ပေါင်းများစွာရှေးမှာမြစ်တာရက်ခန့်တိုက်တွန်းလိုက်တာပါလက်နက်ကင်ပြိပခါတွေအတင်းအကျပ်နေရာရွှေ့ပြောင်းခံရတာတွေအခြေခံအရင်းမြစ်တွေချိုးတဲ့ခြင်းတွေကြောင့်ဆက်လက်ခံစားနေရတဲ့မြန်မာပြည်သူတွေအတွက်ပိုယဟန်မင်းကြီးလီယိုကစိုးရိမ်ပူပန်ကြောင်းထုတ်ဖော်မိကြသွားပါတယ်ဒါဟာပိုယဟန်မင်းကြီးလီယိုအနေနဲ့ နိုင်ငံတကာအတိုင်ဝန်းအနေနဲ့တတိပြုမိအောင်ဒုတိယအကြိမ်မြောက်ဆူတောင်းတိုက်တွန်းပေးခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကဝိပုဆူတောင်းပွဲမှာလည်းပိုယဟန်မင်းကြီးလီယိုကမြန်မာမှာစစ်ပွဲတွေရပ်တန့်ပြီးအားလုံးပါဝင်ခွင့်ရှိတဲ့အပြူသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေကလည်းငြိမ်းချမ်းရေးနည်းလမ်းတွေရှာနိုင်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။အလားတူကဘာမြေကြီးရဲ့နေရာမျိုးစုံမှာ လက်နက်ကင်ပရိပခါတွေကြောင့်ဆင်းရဲဒုက္ခရောက်နေသူတွေအတော့စိုးရိမ်ကြောင်းသူကဆိုထားပြီးဝိပုစုတောင်းပွဲမှာသူနဲ့အတူပါဝင်စုတောင်းပေးကြဖို့ကိုလည်းပိုယဟန်မင်းကြီးလီယိုကပြောကြားခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းစစ်ကြောင်းလူထောင်ပေါင်းများစွာတေဆုံခဲ့ရပြီးပြည်သူ၃.၅တန်းခန့်ဟာလည်းပြည်တွင်းမှာအုံမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရမြန်မာနိုင်ငံရဲ့အခြေအနေမှာကပေးကြီးအဆင့်ကိုရောက်ရှိနေပြီး 2025ခုနှစ်မှာလူပေါင်းတန်း20နီးပါးအကူအညီလိုအပ်မှာဖြစ်တယ်လို့ဆိုထားပါဗျ။